လူသားတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကမျိုးနွယ်စုအလိုက်သူတို့ကိုယ်ွယ်ခဲ့ကြတဲ့ဖျားတွေနဲ့ရှင်ပရင်တွေခေါင်းဆောင်တွေကိုဂုံပြုပုံကြောက်တုံးတွေတထုတွေကိုတုံးကအီယာမရုပ်ထုကြီးတွေကိုခန်းနာစွာနဲ့ထုလုပ်တည်ဆောက်ခဲ့ကြပါတယ်။အီဂျီရုပ်ထုတွေကနေစလုံးအိန္ဒိယကရုပ်ပွားတော်တွေအထိကြီးမားတဲ့ရုပ်ထုကြီးတွေရာအရိဟာတွေကိုဆောက်လုပ်ခဲ့တဲ့လူတွေရဲ့လုံနိုင်စွာနဲ့အမှုပညာလက်ရရင်ကျေးမှုတွေကိုဖော်ပြနေပါတယ်။ဒီကနေ့ရဲ့ဗီဒီယိုမှာတော့ကမ္ဘာပေါ်မှာအကြီးမားဆုံးတည်ဆောက်ခဲ့တဲ့ရုပ်ထုတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်5လီရှန်ဂျိုင်းယန့်ဗုဒ္ဓါ ဒီရှမ်းဂျိုင်းယန့်ဗုဒ္ဓရုပ်ထုဟာကမ္ဘာပေါ်မှာအခုအချိန်ထိဖန်တီးခဲ့ပူးသမျှအကြီးဆုံးသောကြောက်ရုပ်ထုတွေထဲကတစ်ခုဖြစ်ပြီးတရုတ်နိုင်ငံစီချွန်ပြည်နယ်မှာရှိတဲ့တဲကြောက်တောင်ကဘာယန်တဲကိုဓာတ်ရိုက်ထွင်းထုထားတာဖြစ်ပါတယ်။ညံတော်အမြင့်82မီတာ233ဘေးရှိပြီးမိုင်းထရီယာဗုဒ္ဓဘာသာဖျားကိုပုံဖော်ထားပါတယ်။ဒီရုပ်ထုကိုဘုန်းတော်ကြီးဟေတန်ကမြစ်သုံးသွဲစုံတဲ့နေရာမှာရှိတဲ့ရေစီးကြောင်းတွေရဲ့မတည်ငြိမ်မှုကိုငြိမ်သက်စေဖို့ရည်ရွယ်ပြီးတော့စတင်ထုလုပ်ခဲ့ပါတယ်။ ထူးခြားချက်တစ်ခုကတော့ရေတိုက်စားခြင်းကနေကာကွယ်နိုင်မှုကိုယ်တိုင်နဲ့လက်မောင်းတွေအထဲမှာလှေဝက်ရေမြောင်းစနစ်တစ်ခုကိုထည့်သွင်းတည်ဆောက်ထားခြင်းပဲဖြစ်ပါတယ်။နံပါတ်၄ The Great Buddha of Thailand ထိုင်းနိုင်ငံရဲ့အကြီးဆုံးရုပ်ထုကတော့အန်တွန်ပီနဲ့ဝမ်မောင်ဖုန်းကြီးကျောင်းအတွင်းတည်ရှိတဲ့ Great Buddha of Thailand ပဲဖြစ်ပါတယ်။နောက်ဘွယ်အမြင့်62မီတာ302ပေရှိပြီး16နှစ်ကြာတိဆောက်ခဲ့က2008ခုနှစ်မှာပြီးစီးခဲ့ပါတယ်။ဒီရုပ်တုကိုကွန်ကရစ်သုံးလောက်ကရွှေအောင်ဆေးတွေနဲ့ပကြီးရေးဆွဲထားပြီးအောင်မြင်မှုရရှိတဲ့အချိန်ကိုကိုးစားပြုတဲ့တရားထိုင်တဲ့ပုံစံနဲ့ထိုင်နေတဲ့ဗုဒ္ဓဘုရားကိုပုံဖော်ထားပါတယ်။ ရုပ်ပွားတော်ကြီးရဲ့အေအမညာလက်ကိုတော်ဖျားပူးတွေလာရောက်တီးတွေ့နိုင်ကြပြီးရုပ်ပွားတော်ကြီးရဲ့ခန္ဓာထယ်ဝါတဲ့အရွယ်အစားနဲ့တောက်ပတဲ့အယောင်ဟာခင်မီတဲ့ဘာသာရေးယုံကြည်သက်ဝင်မှုကိုထင်ရှားစေပါတယ်။နံပါတ်3ယူရှိကူဒိုင်ဘူဆူဂျပန်နိုင်ငံဂျပန်နိုင်ငံအိုင်ဘရာဂီစီရင်စုမှရှိတဲ့ယူရှိကူဒိုင်ဘာဆူဟာအမြင့်120မီတာ364ပေရှိပြီးကမ္ဘာအမြင့်ဆုံးရုပ်ထုတွေထဲကတစ်ခုဖြစ်ပါတယ်။ဒီရုပ်ထုဟာအလင်းရောင်နဲ့အသက်အနန္တကိုစားပြုတဲ့အမီတာဗုဒ္ဓကိုပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ ဒီရုပ်ပါတော်ကြီးကိုပင်မအပြင်ကျင်းညိုနယ်ပြုလုပ်ထားပြီးတန်ချိန်၄00ခန့်အလေးချိန်ရှိပါတယ်။ဂျပန်နိုင်ငံမှာငလင်နဲ့တိုင်ဖုန်းမုန်တိုင်းတွေမကြာခဏဖြစ်ပွားတာကြောင့်ငလင်တန်နဲ့လီတန်ခန့်နိုင်ရရှိစေဖို့အင်ဂျင်နီယာတွေကိုအထူးဒီဇိုင်းထုတ်စီခဲ့ပါတယ်။ပြီးသွား area ကိုတဲ့အတွင်းကိုဝင်ရောက်နိုင်ပြီး85မီတာ296ဘီအမြင့်မှာတည်ရှိတဲ့အပေါ်ဆုံးအထက်ရှိလေးလာရေးကုန်းဘက်ကနေပတ်ဝန်းကျင်ကိုကြည့်ရှုနိုင်ပါတယ်။နံပါတ်1စပရင်တမ်ဘယ်ဗုဒ္ဓ အချင်းကကဘာအမြင့်ဆုံးရုပ်ထုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ Spring Temple ဗုဒ္ဓရုပ်ထုဟာတရုတ်နိုင်ငံဟီနန်ပြည်နယ်မှာတည်ရှိပြီးညံတော်အမြင့်128မီတာ420ပေရှိပါတယ်။ရုပ်ပွားတော်ပုံသဏ္ဍာန် Varinika ဗုဒ္ဓကိုပုံဖော်ထားပြီးစัจ java ရအလင်းရောင်ရဲ့ပုံစံကိုကိုးစားပြုပါတယ်။ရုပ်ပွားတော်ကြီးကို Concrete ဥတိုင်းမှာကြောက်ချထားတဲ့တမဏိပေါင်းနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီးကျင်းနီပြား1100တန်ကျော်ဖြင့်ပြုလုပ်ထားပါတယ်။နံပါတ်1 Statue of Unity အိန္ဒိယနိုင်ငံ ကဘာပေါ်ရှိအကြီးဆုံးရုပ်ထုတွေရဲ့အစဉ်အလာကိုဆက်လက်ထိန်းသိမ်းထားရင်းလက်ရှိကဘာပေါ်မှာအမြင့်ဆုံးရုပ်ထုအဖြစ် Statue of Unity ကယက်တီနေပါတယ်။အိန္ဒိယနိုင်ငံဂွာဂျာရတ်ရှိနမန္တာမြေကမ်းဘေးမှာတည်ရှိပြီးအိန္ဒိယနိုင်ငံရဲ့ပထမဆုံးဒုတိယဝန်ကြီးချုပ်ဆာရာဗလာဟာတိုင်းပတ်တဲကိုဂုဏ်ပြုတဲ့အနေနဲ့တည်ဆောက်ထားခြင်းဖြစ်ပါတယ်။အမြင့်182မီတာ998ပေးရှိပြီးအခြားသောအထိမ်းအမှတ်ရုပ်ထုကြီးများထက်တာလွန်ပါတယ်။ဒီလိုခေတ်မီအထိမ်းအမှတ်ရုပ်ထုကိုတမန်နီတွေကွန်ကရစ်တွေနဲ့ဖွဲ့စည်းထားတဲ့ဥဒိုင်တစ်ခုပေါ်မှာဆောက်လုပ်ထားပြီးကျင်းညို့အပြား1900တန်တပ်ဆင်ထားပါတယ်။ အင်ဂျင်နီယာတွေကတော့ register scale 63.55ရှိတဲ့ငလင်းတွေနဲ့ပြင်းထန်တဲ့လေတိုက်မှုတွေကိုခဏရေးရှိစေဖို့ဒီဇိုင်းထုတ်ခဲ့ကြပါတယ်။ဒီ O2 ဟာနိုင်ငံတော်ရဲ့ဂုဏ်ယူစရာပြရုပ်ဖြစ်လာပြီးခင်မီအမှုပညာလက်ရများရဲ့အထွတ်အထိပ်ကိုပြသနေပါတယ်။ကဲပရိသတ်တို့ရေဒီဗီဒီယိုလေးထဲမှာတော့ကမ္ဘာအကြီးဆုံးရုပ်ထုတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောဒီရုပ်ထုတွေနဲ့ပတ်သက်ပြီးဘယ်လိုများထင်မြင်ကြပါသလဲ။ပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကို comment မှာရေးပေးခဲ့ကြပါဦး။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။